ပဲမင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးအောင်မင်းစူးစီးတင်ဆက်ထားတာပါလက်ရှိအနေအထားမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီသတင်းတွေလိုက်ဖတ်တယ်လိုက်ဖတ်တဲ့အခါမှာအတိအကျတွေ့ရတဲ့သတင်းကဘာလဲဆိုတော့ဒီ online အတွင်းမှာပေါ့နော်၃ဘတ်အတွင်းမှာမိမိကိုမိမိစူးစိုက်လုပ်တဲ့ခုံပေါ့ဗျာကိုယ့်ကိုတေချောင်းကြံစီတဲ့အမှုရှစ်မှုဖြစ်ခဲ့တယ် ရှင်းမှုပြခဲ့ဆိုတာပြောရရင်တော့ဟိုတတိုင်းပြည်လုံးအတိုင်းအတာနဲ့ဆိုရင်တော့ဒါတိတ်များတဲ့ဟာမဟုတ်ဘူးလို့တော့ပြောလို့ရတယ်။နေမြေတစ်ခုလောက်ဆိုရင်တော့ဒါတိတ်များတယ်လို့ကျွန်တော်ပြောလို့ရတော့။သို့ပေမဲ့လည်းဒါဟာအရန် significant ဖြစ်နေတယ်ဘယ်လိုခေါ်မလဲ။အရန်တိတာထင်ရှားလွန်းနေရအောင်နော်ဒီတတဲ့နေကြားထဲမှာ။သူအဓိကအဖြစ်သူဒီရေးထားတာတော့ဘာလဲဆိုတော့မြို့နယ်တချို့မှာတဲ့။အခုအော်တိုဘာလရပောင်း20ကျော်အတွင်းမှာမိမိကိုမိမိအဆုံးစီရင်မှုရှင်းမှုဖြစ်ပေါ်ခဲ့ရလို့လူမှုကွန်ရီအသင်းတွေစီကတိရတယ်ဆိုပြီးတတဲ့ဘုံမှာအဲ့လိုဖော်ပြထားတယ်။ အော်တိုဝါ၂၂ရက်နေ့အထိတဲ့အဲ့သတင်းဌာနတခုကရရှိတဲ့အချက်လက်တွေအရအဲ့ဖြစ်စဉ်တွေအားနေပြည်တော်ကောင်စီနယ်မြေအတွင်းအများဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီးတော့တဲ့ရန်ကုန်မြို့မန္တလေးမြို့မကွေးမြို့နဲ့အင်းတကော်နယ်မြေတွေမှာလည်းဖြစ်ပွားခဲ့တာကိုတွေ့ရတယ်တဲ့အော်တိုဝါ၂၂ရက်နေ့မနက်၅နာရီခွဲဝင်းကျင်ကမန္တလေးမြို့ကျုံးအနောက်ဘက်လမ်း80 22 23လမ်းကြားမှာအသက်30ဝန်းကျင်အရွယ်အမျိုးသားတယောက်ကတစ်ပင်မှာဇွဲကြိုးချတိုက်စုံးမှုဖြစ်ပွားခဲ့လို့ဒေသခံတယောက်ကပြောတယ် ဒါအပြင် အော်တိုဘာ22 21ရက်နေ့ကမကွေးတိုင်းမကွေးမြို့ချမ်းမြေတာယာရက်ကွက်မှာအသက်38နှစ်အရွယ်မျိုးသမီးတယောက်ဇွဲကျိုးချတိဆုံးမှုဖြစ်ပွားခဲ့တယ်လို့လည်းနေမီအကန်အခြေတိုက်ပြားရှိတဲ့အင်းတွေကပြောပရာဟိတအင်းတွေကပြောတယ်တဲ့အဲ့လိုပဲအော်တိုဘာ16ရက်နေ့ကလည်းဘကိုးတိုင်းဘကိုးမြို့နဲ့အင်းတကော်မြို့လာတာအေးကြီးရွာမှာအသက်15နှစ်အရွယ်မိန်းကလေးတယောက်ကနေအိမ်အိတ်ခမ်းအတွင်းက အမြင့်ရှစ်ပေဝင်းကျင်ရှိတဲ့ထုတ်တန်းမှာဇွဲကြိုးချတည်ဆုံမှုဖြစ်ပွားခဲ့တယ်လို့သိရတယ်။အော်တိုဘာ23ရက်နေ့ကလည်းနေပြည်တော်ပုပ္ပတီတီမြို့နယ်ရွာတော်ကြေးရွာအုပ်စုရွာသစ်ကြေးရွာမှာအသက်23နှစ်အရွယ်အမျိုးသမီးတစ်ယောက်ကြိုးဆွဲချတည်ဆုံမှုဖြစ်ပွားခဲ့တယ်လို့အော်တိုဘာ15ရက်နေ့ကလည်းအဲ့မြို့နယ်အတွင်းမှာအတွင်းကဖြုတ်ခဲကြေးရွာမှာအသက်16နှစ်အရွယ်ရှစ်တန်းကျောင်းသားတစ်ယောက်ကြိုးဆွဲချတည်ဆုံခဲ့တယ်လို့သိရတယ်တဲ့ အဲ့လိုပဲအော်တိုဝါ၈ရက်နေရလဲရန်ကုန်မြို့တောင်ဝင်မြို့နယ်မြစ်တာညွန့်ရောက်ကမှနေထိုင်တဲ့အသက်84နှစ်ရွယ်အဖိုးတယောက်နေရီချိုးကန်အတွင်းဇွဲချိုးချတေဆုံးမှုဖြစ်ပွားခဲ့တယ်လို့အဲ့ဒီနေ့မှာပဲမကွေးတိုင်းမကွေးမြို့နယ်မှာအသက်32နှစ်အရွယ်ဝင်းကျင်အမျိုးသားတယောက်ဇွဲချိုးချတေဆုံးမှုဖြစ်ပွားခဲ့တယ်တဲ့ပြီးခဲ့တဲ့အော်တိုဘာ၂ရက်နေ့ကနေပြီးတော့တက်ကုန်းမြို့ဘရင်တော်ရက်ွက်မှာအသက်60အရွယ်အဖွားဟုတ်တယောက်ရေထဲခုန်ကျတက်တည်မှုဖြစ်ပွားခဲ့တယ် အခုလိုပြည်စင်နဲ့ပတ်သက်လို့စိတ်ကြမ်းမှအထူးကုဆရာဝန်ဒေါက်တာရှင်ရှင်မွန်ကလူတယောက်ကစိတ်ညစ်တာနဲ့တခါတည်းတမ်းပြီးတတ်မသိဘူးတဲ့ကြားထဲမှာအဆင့်တွေအချိန်တွေတော်တော်များများများသေးပါတယ်တဲ့အဲ့ဒီအဆင့်တွေအချိန်တွေမှာတေချာဂယုမဆိုင်လို့ဖြစ်သွားတာပါတဲ့ကိုကိုကိုလည်းဂယုဆိုင်ရမယ်ဘေးလူတွေကလည်းအပြန်လန်ဂယုဆိုင်နေကြရမယ်ဆိုရင်အခုလိုဖြစ်စင်နေနေပါမှာဆိုပြီးစိတ်ယောဂကိုဆရာဝန်အဲ့လိုပြောတယ်တဲ့စိတ်ပြေတနာမှာအနုစာအလက်စာ အပြင်းသားရှိပြီးတော့အမှုစားအဆင့်မှာတော့ကိုကိုကိုစိတ်ဖြေလျှော့ယုံနဲ့တက်တာနိုင်လို့ဘေးလူတွေကပျော်အောင်လှုပ်ပေးလိုက်ယုံနဲ့တက်တာနိုင်လို့ပြောတယ်။အလက်စားကတော့စေးတော့မှကိုရတယ်။တခါတလေကြလို့ရှိရင်အလက်စားလောက်ကိုလည်းစေးမတော့ချင်ဘူး။ဒါကအယူးစေးတွေကိုကယူးမှမယူးတာ။ဆိုပေမဲ့လေတဲ့ဒါဟာစိတ်ချမ်းမာရေးအတွက်အားစေးဖြစ်တဲ့စေးတွေဆိုတာသိရမယ်။စေးတွေနဲ့ပတ်သက်ပြီးလဲကိုကအမြင်မှန်ရမယ်။စေးတွေတောက်ရင်လဲအုံနောက်ထဲကို ကောင်းတဲ့ ပျော်တဲ့ဓာတ်တွေပြည့်စည်တာပေါ့ဆိုပြီးသူကအဲ့လိုပြောတယ်တဲ့စိတ်ပြဒနာအမှုစားအဆင့်မှာကိုးပါတာစူးစားလို့ရပါမယ်အလက်စားအဆင့်မှာတော့ကိုကိုယ်တိုင်စူးစားလို့မရပဲခက်ခဲလာပြီဆိုရင်တော့နားလေတက်ကြွနဲ့သက်ဆိုင်ရာဆရာဝန်တွေနဲ့တိုင်ပင်ပြီးဆေးတွေတောက်မှအဆင်ပြေနိုင်မလို့ပြောတယ်တဲ့အပြင်းစားအဆင့်ကတော့အသိစိတ်ပျောက်သွားပြီးဖြစ်တာကြောင့်မလို့အလုံးမအပြောမအပြုတ်မှုမှားတွေဖြစ်လာတာကတဲ့လူကြားထဲမှာနေလို့မရတော့ပဲဆေးရုံလဲ တက်ရနိုင်တယ်လို့တချို့ကတော့လူမြင်ကွင်းကနေပျောက်သွားတာမျိုးတွေအထိဖြစ်လာနိုင်ပြီးအန်ဒီရဲ့အမျက်အယမ်းများတဲ့အဆင့်ဖြစ်တယ်တဲ့စိတ်ခွန်အားနည်းတာဟာ bio psychosocial လို့ခေါ်တယ်အုံနောက်ထဲမှာကောင်းတဲ့ဓာတ်တွေပျော်ဝင်ပျော်ရွှင်စေတဲ့ဓာတ်တွေနဲပါနေတာဖြစ်ပြီးတော့တဲ့အဲ့ဒီဓာတ်တွေကအိတ်မပျော်တဲ့အခါစိတ်မပျော်တဲ့အခါလှုပ်ရှားမှုနည်းတဲ့အခါအစာအသောက်ပြတ်တဲ့အခါတွေမှာနဲပါတတ်တယ်လို့အိုက်ဆီယံဝင်ပြောတယ်တဲ့ အဓိကကပျော်တဲ့ဓာတ်နေပါလာတဲ့အခါလူတယောက်ကစိုးရိမ်မှုကြောက်ရွံ့မှုဝမ်းနည်းမှုဒေါသထွက်မှုတွေရှိလာမယ် negative အတွေးတွေများလာတာတဲ့လှုပ်ချင်ကန်ရင်စိတ်တွေနေပါလာတဲ့လို့ပြောတယ်တဲ့အဲ့ဒီအခါမှာကိုယ့်ရဲ့စွမ်းဆောင်ရည်တွေလျှော့လာတာလောလျှော့လာပြီးလူတွေကိုတွေးကြည့်မြင်ကျင်စိတ်စကားပြောဆိုခြင်းစိတ်နေပါလာတာတဲ့တယောက်တည်းအနေများလာတယ်လို့ပြောတယ်တဲ့အဲ့လိုလက္ခဏာတွေစလာကလေးကကိုကယူဆရတော့မှာတဖြည်းဖြည်းနဲ့မရှိတာတွေမြင်မရှိတာတွေကြား မနေကျင်တော့ဘူးတည်ကျင်လာရောတဲ့အဲ့ဒါတွေကိုမလွန်ဆန်နိုင်တော့ဘူးဗောတဲ့လွန်ဆန်နိုင်တဲ့ခွန်အားမရှိရင်တကယ်လုံးမိတာဗောတဲ့အတွေးအဆင့်ပြီးရင်ဗဇက်ကထုတ်ပြောတဲ့အဆင့်နောက်တကယ်လုံးမိတဲ့အဆင့်၃ဆင့်ရှိတာဗောတဲ့ခဏခဏတွေးမိတယ်ဒါပေမဲ့သူများကိုမပြောဘူးအဲ့လိုတွေးမိရာကနေသူများကိုလည်းငါတည်ကျင်လိုက်တာမနေကျင်တော့ဘူးလို့ခဏခဏပြောလာပြီအဲ့လိုပြောလာပြီဆိုဘေးလူတွေကမပေါ်စားသင့်ဘူးတဲ့ ဘေးလူတွေကဝိုင်းပြီးထိမ့်ပြီးဖို့လိုတယ်ဆိုပြီးအဲ့စိတ်ကြမ်းမကူဆောင်မအထပ်ပြောတယ်တဲ့လူတယောက်အစိုးရကြုံလာတဲ့အခါဒါဟာဘဝရဲ့တစိ့တဒေတာပုံမှန်အခြေအနေတွေကတစ်ခုဖြစ်ပြီးဘဝဖြတ်သန်းမှုတစ်လျှောက်လုံးမှာအစိုးအကောင်တွင်တွဲနေတာသာဖြစ်တာကြောင့်ပုံမှန်အခြေအနေတစ်ခုလို့သာတွေးသင့်တယ်လို့သူကပြောတယ်အစိုးကြုံလာတဲ့အခါမှာဒါဟုစိန်ခေါ်မှုတစ်ခုစာမေးပွဲတစ်ခုအတွေ့အကြုံတစ်ခုသင်ခန်းစာတစ်ခု ကိုကိုပို့ပြီးရင်းချက်ဖြစ်စေတဲ့အရာတစ်ခုလို့သာမှတ်ယူရမှာဖြစ်တယ်လို့ဆိုတယ်တဲ့ဒါအပြင်မိသားစုအတိမိတ်ဆွေတွေအနေနဲ့ကအခုလိုအခြေအနေမျိုးတွေမှာသူတယောက်တည်းကိုဂယုစိုက်တာတဲ့သူ့ဘေးကလူတွေပတ်ဝန်းကျင်မှာလိလာပြီးနားလည်အောင်လုပ်ရမှာဖြစ်ကားတဲ့အပြစ်တင်ပြောဆိုမှုတွေမလုပ်ပဲအကောင်းဆုံးကူညီပံ့ပိုးပေးဖို့လိုရလို့ပြောတယ်တဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်အရနိုင်ငံတော်မှာတစ်နှစ်ကိုလူ၈သိန်းနီးပါးပေါ့နော် ကဘာတွင်းမှာနော်ကဘာတွင်းမှာတစ်နှစ်ကိုလူ၈သိန်းနီးပါးကိုယ့်ကိုယ်အဆုံးစီရင်ကြပြီးတော့ဝင်ငွေနှိမ်ပါတဲ့နိုင်ငံတွေအလေလက်ဝင်ငွေနှဲပါတဲ့နိုင်ငံတွေဖွံ့ဖြိုးတိုးတက်မှုနှုံနောက်ကျတဲ့နိုင်ငံတွေမှာဒီဖြစ်စဉ်တွေက89ရာခိုင်နှုန်းတော့ဖြစ်ပေါ်ရဆိုဒီလိုရေးထားတယ်ဒီလိုရေးထားတယ်အဲ့ဒါလေးနဲ့နောက်သတင်းတစ်ပုဒ်ကိုကျွန်တော်ဆက်ဖက်ပြလိုက်မယ်ဗျနောက်သတင်းတစ်ပုဒ်ကလည်းဘာလဲဆိုတော့ကြီးစားတဲ့ဇကားများပြီးရွှေတုံရွှေကုန်တိုင်းတရားအစင်ကားလမ်းမပေါ်လှဲအိတ်ခဲ့တဲ့ကောင်မလေးကားကြည့်ခံရပြီးတည်ဆုံးတယ် ရန်ကုန်တိုင်းဗဟန်းမြို့နယ်ကဘာရေးဖျားလန်းရွှေကုန်တိုင်းတရားအစင်းမှာ ကားလမ်းမပေါ်လှဲချပြီးကိုကိုကိုတေချောင်းကြံတဲ့အမျိုးသမီးတစ်ယောက်ကားကြိတ်ခံရပြီးတည်ဆုံမှုအော်တိုဘာ22ရက်နေ့ညပိုင်းကဖြစ်ပေါ်ခဲ့လို့သိရတယ်။ထားပါတော့ဒါတော့နော်ဒီဒီယာတွေကသူ ရေးထားတာတွေရောဖြစ်စင်နေပေါ့နော်။နာမည်တော့မရေးတော့ဘူး။နာမည်တော့ကျွန်တော်မပြောတော့ဘူးနော်။နာမည်တွေကပြောလို့မကောင်းဘူး။ထားပါတော့။အဲ့တော့ဒါတွေကပါလဲဆိုတော့အဲကျွန်တော်တို့အပေါ်ကတည်င်းမှာဖော်ပြသွားတာကအဓိကအပြင်တော့သူက စိတ်ကြမ်းမာရေးဘက်ကိုအဓိကဖော်ပြတယ်။နောက်ဒီအောက်မှာကျွန်တော်တို့မနေ့ကမှဖြစ်သွားတဲ့ဒါဗဟန်းမြို့နယ်မှာဖြစ်သွားတဲ့ရွှေကုန်းတိုင်းဂုံးကျော်သရအစင်းမှာဖြစ်သွားတဲ့ဟာကြတော့ဒါကော်မလီတယောက်ကသူ့ရည်စားကသူ့ရည်စားနဲ့ဟုတ်လားပြတ်တာလားစကားများတာလားမသိဘူးဗောနော်ဒီလိုဖြစ်သွားလို့ကားလမ်းမပေါ်လှဲအိလိုက်တယ်အဲ့ချိန်မှာကားလာတယ်ကားတက်ကြိတ်သွားတယ်လို့ပြောတယ်ဒီကော်မလီကလည်းပြီးခဲ့တဲ့ရက်ပိုင်းကဟုတ်လားဒီကလောမျိုးမှာသွားလဲထားတယ်ကလောမျိုးကဓပုံနေတက်လာတယ်လို့ပြောကြတယ် ဒါပေမဲ့ဒီဟာညာဘက်ကြီးဖြစ်တဲ့အတွက်ဒီကောင်မလေးကသူ့ချီမှာအထုပ်ပိုးတွေလည်းပါတယ်လို့ပြောတယ်။ဒါပြုတ်မျက်မြင်သက်သေတယ်ပေါ့မျက်မြင်သက်သေတယ်တငယ်ချင်းတွေလို့ပြောကြတယ်ရှိတော့။အဲ့တော့ဒါကဒီကလေးမဟာကလတ်တို့ဘားတို့အများပြန်လာသလား။အသူရီမဟုတ်လို့ရှိရင်ကလောကပြန်လာမယ်ကလောကပြန်လာပြီးတော့သူ့ကောင်လေးနဲ့ကလတ်တို့ဘားတို့ပေါ့နော်သူ့ဘဲနေပေါ့နော်ကလတ်တို့ဘားတို့သွားမယ်။သွားပြီးတော့စကားများမယ်အဲ့မှာမွေးစေဝါတစ်ခုခုပေါ့ဗျာမွေးစေဝါဆိုတာကျွန်တော်တို့စိတ်ကိုပြောင်းလဲစေတဲ့ ဟိုဘလို့ခေါ်မလဲစေးတမျိုးမျိုးပေါ့နော်သုံးလာမယ်သုံးလာပြီးကားပေါ်မှာစကားများလာမယ်စကားများလာတဲ့အခါမှာကောင်လေးကပစ္စည်းတွေနဲ့အကုန်တွန်းချပြီးဒီကောင်မလေးကိုထားခဲ့တော့ဒီကောင်မလေးကဒီစိတ်ကိုပြောင်းလဲစေနိုင်တဲ့မွေးစေဝါးတွေသုံးထားတဲ့အတွက်စိတ်ရဲ့စေဆော်ရအောင်အောင်မသုံးတော့ဘဲနဲ့ဒီစိတ်ရဲ့စေဆော်ရအတိုင်းကားလမ်းမမှာလဲအိတ်လိုက်သလားပေါ့နော်ကျွန်တော်ဒီလိုသုံးသပ်မိရဒါကဖြစ်စဉ်ကိုကျွန်တော်တို့သုံးသပ်ကြည့်တာပေါ့နော်ဒါဖြစ်စဉ်ကိုသုံးသပ်ကြည့်ဟုတ်ပြီကျွန်တော်ဒီဘက်ကအားသုံးသပ်ရရင်အဓိကကမှန်တယ်ကျွန်တော်တို့လက်ရှိ မြန်မာနိုင်ငံမှာလူငယ်အတော်များများကြားမှာအနှိမ်ဆုံးကအရက်အရက်တောက်တယ်เนาะအနှိမ်ဆုံးကအရက်တောက်တယ်အရက်တဲ့နည်းနည်းလေးမြင့်သွားရင်ဆေးကြောက်ပေါ့เนาะတချို့ကျဆေးကြောက်နဲ့အရက်နဲ့တခါလေးတွဲပြီးတောက်တယ်เนาะအဲ့တဲ့မြင့်လာရင်တော့မွေးစေးဘွားတွေပေါ့ဗျာမွေးစေးဘွားကတော့ဒီခေတ်မှာအဲတော်တော်များများလူငယ်တိုင်းနဲ့ထိတွေ့မှုများတယ်ဘာကြောင့်လဲဆိုတော့မွေးစေးဘွားကပုံသဏ္ဍာန်မျိုးမျိုးရှိတယ်ဥပမာ happy water ဆိုတာလဲမွေးစေးဘွားပဲဟုတ်လားအဲကျွန်တော်တို့ရှီရှားတို့ ဟုတ်လားအများကြီးပေါ့ဗျာဒီဒီကလပ်တို့ဘားတို့ကလည်းပြောရလို့ရှိရင်ဟိုလူငယ်တွေတော်များများသွာလာနေကြတာဟုတ်ဒါပေမဲ့ကလပ်တို့ဘားတို့မှာကြတော့ပြဿနာပါလိုက်ဆိုတော့အခြေခံလူတန်းသားနဲ့အလေလက်လူတန်းသားတွေအမြဲတမ်းမလာနိုင်ဘူးကလပ်တို့ဘားတို့မှာကအဓိကအားဖြင့်ကတော့အထက်တန်းလွှာတွေတော်တော်များများလာတယ်ဝင်ငွေကောင်းတဲ့လူငယ်တွေအဓိကလာကြတာပေါ့နော်ဆိုတော့အခုဒါပေမဲ့လက်ရှိအနေထားမှာကကိုကိုတက်သေးတာတို့အခုလိုတေချောင်းကြံစီတာတို့ဖြစ်လိုက်ရင်အထက်တန်းလွှာကလူတွေနည်းတယ် အတက်တန်းလွှာမှာရှိတဲ့လူငယ်တွေနည်းတယ်။အဓိကအပြင်အခြေခံလူဒန်းစားတွေနဲ့အလယ်လက်အတန်းလွှာမှာရှိတဲ့လူတွေများတယ်။အဲ့တော့ဒီသတင်းမှာခုနကျွန်တော်ပထမဆုံးဖတ်ပြခဲ့တဲ့သတင်းမှာသူပေါ်ပြထားတာကအဓိကအပြင်တော့သူကစိတ်ယောဂဘက်ကိုသူကအဓိကအလေးထားပြီးပေါ်ပြတယ်။ဒါကလည်းဖြစ်နိုင်ပါတယ်။စိတ်ယောဂဆိုတဲ့ကျွန်တော်တို့ကယူနေတာကိုပြောတာမဟုတ်ဘူး။တချို့ကပြဿနာရှိရပါလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကဟိုလူတွေကအရင်တုန်းကတော့ဗျာကျွန်တော်တို့ဟာလာညာဘက်ဆိုလို့ရှိရင်လာရောင်အောင်မှာ ဝိုင်းဖွဲ့စကားပြောကြတယ်ဂီတာတွေတီးကြတယ်တယောက်နဲ့တယောက်ကြားမှာဟိုဘလို့ခေါ်မလဲ social punishment ဆိုတဲ့ဟလာဟာမျိုးမရှိဘူးမရှိဘူးနိုင်ငံရေးရခွဲခြားဆက်ဆံမှုမရှိဘူးအရင်တော့ကဆိုခမရမောင်ခမရတဆာညာပဲထောက်ခံထောက်ခံဟလာဒီဘက်ကအနယ်ဒီပဲထောက်ခံထောက်ခံစစ်တပ်ပဲထောက်ခံထောက်ခံလူငယ်တွေကြားမှာတယောက်နဲ့တယောက်ခွဲခြားဆက်ဆံမှုမရှိဘူးဒီနောက်ပိုင်းမှာကြတော့ဘာဖြစ်လာလဲဆိုတော့ဒီဘာမသိညာမသိကောင်းနေနိုင်ငံရေးတဲ့ပါလာတဲ့နောက်ပိုင်းမှာ ျွန်တော်တို့ရဲ့လူအဖွဲ့အစည်းကြားမှာဆွဲဒီနိုင်ငံရေးဆွဲတွေကာလာဆွဲတွေနေပေါ့နော်ဓာတွေနဲ့အယူဆဆွဲတွေနဲ့လူငယ်တွေကြားမှာပါခွဲခြားဆက်ဆံမှုတွေများလာတယ်များလာတဲ့အခါကျတော့တချို့တွေကဟာလာသူတို့ထားပါတော့မိဘကြောင့်ပဲဖြစ်ဖြစ်သူတို့ကိုယ်တိုင်ကြောင့်ပဲဖြစ်ဖြစ်မိဘရဲ့အလုပ်ကံကြောင့်ပဲဖြစ်ဖြစ်ဟာလာဒီဘက်မှာတက်မတော်နဲ့နိုင်ငံတော်ဘက်မှာထောက်ခံတာရှိတယ်အဲ့လိုရှိပေမဲ့တစ်ဖက်မှာရှိနေတယ်ဟာလာဒါ အုပ်စုတွေဖြစ်မှာပေါ့ဗျာထားပါတော့တစ်ဖက်မှာရှိတဲ့အနီထောက်ခံတဲ့မိဘတွေရဲ့အုပ်စုတွေပဲဖြစ်ဖြစ်အနီလိုလားတဲ့ကလေးတွေပဲဖြစ်ဖြစ်သူတို့ကဒီလိုကလေးတွေကိုဘာဖြစ်လဲဆိုတော့အုပ်ထုဘွဲရိုက်နှက်တာတို့အုပ်စုဘွဲအနိုင်ကျင့်တာတို့ကျောင်းနေမှာအနိုင်ကျင့်တာတို့ဒါမျိုးတွေတော်တော်များများလှုပ်လာကြတယ်ဒါတွေကျွန်တော်တို့တွေ့ရတယ်ဒါတွေကသူတို့ပုံမှန်အားဖြင့်ရံဖြစ်ကြတာမဟုတ်ခင်ဗျားတို့တွေ့လိမ့်မယ်ဟာလာခြာတင်ကျောင်းတွေထဲမှာအုပ်စုဘွဲရံဖြစ်တယ်အုပ်စုဘွဲအနိုင်ကျင့်တယ်တော်တော်များများခင်ဗျားတို့တွေ့လိမ့်မယ်ဒါတွေကဘာတွေပါလဲဆိုတော့တချို့ကိစ္စတွေမှာနိုင်ငံရေးအသွေးအရောင်တွေပါတယ် နိုင်ငံရေးသွေးကြောင်တွေပါတချို့ဟာတွေကြတော့ကျွန်တော်တို့ဒီဘက်မှာရှိတဲ့ရုပ်ရှင်တွေပေါ့နော်ရုပ်ရှင်တွေနော်ဒီဟိုပြောရအောင်နိုင်ငံတကာရုပ်ရှင်တွေလည်းပါတယ်နော်ရုပ်ရှင်တွေလို့ပြောလိုက်ရင်ကျွန်တော်ပြည်တွင်းရုပ်ရှင်ရုပ်ရှင်တွေပဲမဟုတ်ပြည်တွင်းရုပ်ရှင်နိုင်ငံတကာရုပ်ရှင်တွေမှာလူမိုက်တွေဟာဟီးရိုးတွေဖြစ်နေတယ်လူမိုက်နေရာမှာတရုပ်ဆောင်တဲ့လူတွေတော်တော်များများတချို့ဆိုလို့ရှိရင်တရုပ်ဆောင်ခန်းကပါမယ်ဆိုရင်လူမိုက်နေရာမှာပါရမှာသူ့ကိုယ်သူဇယိုက်ကညီတယ်လို့ခေါ်တဲ့တရုပ်ဆောင်တွေလည်းရှိတယ်အဲ့တော့ပြောရရင်တော်တော်များများ တေယုတ်ဆောင်ဆိုတဲ့လူတွေကလူမိုက်နေရာမှာတေယုတ်ဆောင်ညင်ညားတယ်လူမိုက်နေရာမှာတေယုတ်ဆောင်ရင်လည်းတော်တော်ပြပြင်ညားတာတွေ့ရတယ်အဲ့တော့ဒီဘက်မှာရှိတဲ့ဒရိုက်တာတွေဇယွန်းကြီးဆရာတွေကလည်းဘာလို့ဆိုတော့နိုင်ငံသားကားတွေနဲ့တူအောင်ရိုက်မယ်ဟိဆိုရင်တို့ကဒီလိုလူမိုက်တေယုတ်ကိုတို့ကပြပြင်အောင်ပေါ်ပြီးတော့မှရိုက်ကြတယ်တို့ကပြီးတော့မှဒီလူမိုက်ကြီးကဒီလူဆိုးကြီးကအမြင်မှန်ရသွားတယ်ဆိုပြီးအမြင်မှန်ရတာလေးက9မိနစ်လောက်နဲ့ပြီးသွားတယ်ဒီဘက်မှာစိုးပေတီမိုက်တာကတနားရီလောက်ကြာတယ်အဲ့တနားရီတောင်မှအခန်းအခန်းပေါင်းကယာနဲ့ချီပြီးတော့ပြလိုက်တ အဲ့ဒါကိုလူငယ်တွေကအတုယူတယ်။ဟောအတုယူတော့တခါတည်းလူကောင်းလေးတွေကလေးတွေလူငယ်တွေဟဲ့လားတခြားပေါ့နော်အားတွေကိုသွားပြီးတော့အနိုင်ကျင့်တဲ့အုပ်စုပဲရန်ကားတယ်။အဲ့တချို့ကလူဖွဲ့တချို့ကြောက်လေခုနကပြောသူနိုင်ငံရေးအရာလူဖွဲ့စည်းရဲ့အပြင်မှာအကျင့်ခံထားတဲ့လူတွေရှိအဲ့လူတွေတဖြည်းဖြည်းနဲ့စိတ်သက်ကြလာတာဒီဖြစ်မယ်။ဒါမျိုးလည်းဖြစ်နိုင်တယ်လို့ပြောတာနော်ကျွန်တော်ဒါမျိုးဖြစ်နိုင်တယ်လို့ပြောတာမဟုတ်ဒါမျိုးလည်းဖြစ်နိုင်တယ်လို့ကျွန်တော်ပြောတာ။အဲ့တော့ဒါတွေဖြစ်တော့ဘာဖြစ်လဲဆိုကိုယ့်ကိုယ်တက်သေးကြရလေရှိမယ်။တချို့ကြောက်လေစီးပွားရေးအဆင်မပြေတာ။နောက်အကျွေးကိစ္စတွေ အကျွေးကိစ္စတွေကကျွန်တော်တခုပြောမယ်နော်ဒါတွေကကျွန်တော်တို့နိုင်ငံတော်မှာရှိတဲ့အကြီးကြီးတွေလဲဟိုသိကျင်လဲသိလိမ့်မယ်မသိကျင်လဲမသိဘူးနေပြန်ဒိုးတို့ဘာလို့ဆိုတော့အရန်ဟိုအောက်ခြေလူတို့ကိုအရန်ပြောရရင်ဘယ်လိုခေါ်မလဲဟိုဒုက္ခရောက်စီတယ်နော်အတိုးကတရားမဝင်ပတ်စံနေချီးပြီးတော့အတိုးတွေအရန်ယူရတချို့ဆိုရင်ပတ်စံမချီးနိုင်ပတ်စံပြန်မဆက်နိုင်လို့ နိုင်တဲ့စီနေပြုခံရတာရှိတယ်တချို့ဆိုရင်ဒီအကျွေးပြန်မဆက်နိုင်လို့တခြားအမှုတွေနဲ့ဆွဲပြီးထောင်ထဲအထက်ခံရတာတွေရှိတယ်ဒါမျိုးတွေလည်းရှိရနော်အဲ့ထဲမှာပဲအဲ့လိုမျိုးအသက်ခံရတဲ့လူတွေလည်းရှိတာပဲရှိလာနိုင်ရှိနိုင်တာပဲအဲ့တော့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ဒီအောက်ခြေလူတန်းစားတွေများတဲ့နေရာတွေပေါ့ဗျာနော်ဥမာရန်ကုန်မြို့လိုနေရာပဲဖြစ်ဖြစ်တခြားဒေသတွေပေါ့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့အောက်ခြေလူတန်းစားတွေများတဲ့နေရာလေးတွေမှာအရင်လို microfinance ချီးပိုချီးတဲ့ဟာလေးတွေကို ြန်လှုပ်စီခြင်းတယ်ကျွန်တော်ပြန်လှုပ်စီခြင်းတယ်သိလားအဲ့ဒါလေးတွေကအောက်ခြေလူတန်းသားတွေမှာအရန်အခက်တွေ့နေကြတယ်တချို့ပြင်ပအနေချီရတော့လीတချို့ဆိုရင်တရားချီလိုက်တယ်နေ့လယ်မှာမထားပါမနက်မှာပတ်စံတရားချီလိုက်တယ်ညနေကျရင်ပတ်စံ150တော့ပြန်ပေးရတယ်အဲနေ့ပြန်ဒိုးပုံလဲအဲ့လိုထားပါတော့ဒီကောသူကအတိအမှမချီးနိုင်ဘူးဆိုရင်နောက်နေ့ကျရင်ပချီးရတာတရားနော်နောက်နေ့ကျရင်အဲ့ပစံကဘလောက်ဖြစ်သွားလဲဆိုတော့200 250ဖြစ်သွားတယ်သူကတဖြည်းဖြည်းတက်တာဇာရိုးတက်တာ အတိုးကိုပါထပ်ထပ်ပြီးတော့အတိုးယူပြီးတက်တာဒါမျိုးတွေဖြစ်တာအဲ့တော့သင်းရဲသားတွေမှာဒီဘက်မှာအကျွေးပြီးတယ်လောက်ကန်အစင်မပြေဘူးစသည်အရပြတချို့ကြောက်လဲဒီဘက်မူရစည်းဘွားတွေဘာတွေနဲ့ဓာတ်ရီကြောက်မလို့ပေါ့နော်စိတ်ရောဂါတွေဆွဲကပ်လာတယ်အများကြီးပေါ့ဗျာနိုင်ငံရေးရအကျေအပယ်ခံရတယ်အကျင်ခံရတယ်ဓာတ်ရီကလည်းစိတ်ရောဂါရတယ်ဆိုအဲ့လိုတွေဖြစ်လာတဲ့ခါကျတော့အခုလိုတက်တည်မှုတွေဖြစ်လာနိုင်ဖြစ်လာနိုင်တယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်တယ် ခုနကျွန်တော်ပြောသူပေါ့ဒါကတော့ကျွန်တော်တက်တက်ဟိုဟို topic တစ်ခုကြုံလို့ကျွန်တော်ပြောတာပါအဲ့တော့နိုင်ငံတော်အစိုးရအနေနဲ့ပေါ့နော်အဲ့လိုငွေချေးတာလေးတွေစင်းသားတွေငွေချေးတာလေးတွေပြန်လုတ်စီခြင်းတယ်ထားတော့ကြံတဲ့လူတွေမယုံဆိုရင်ဗျာကျွန်တော်တို့တက်မလို့တက်စကန်နေအများကြီးရှိတယ်ဗျာတက်မလို့တက်စကန်နေမှာချီးပေါ့ဗျာကျွန်တော်ပြောချင်တာမဟုတ်ဘူးလားတက်မတော့တက်စကန်နေမှာလို့ဒီမှာထားပါတော့ဒီမြို့နယ်မှာတက်မတော့တက်စကန်နေရဲ့ဘေးပတ်လေးမှာရွာတွေရှိမယ်အဲ့ရွာတွေမှာလက်လုံးလက်စားဘယ်နှယောက်ရှိလဲစင်းကောက်လိုက်လာလာကြည့်လာတပတ်တွင်းပြဆက်ရမယော့ဘလောက်လဲ ပဲပို့ရောင်းတာပဲပို့ရောင်းနေဆိုတနေ့ဘလောက်ဘလောက်ဘလောက် online လောက်လေအရင်ရှိတသိန်းရှိရောတသိန်းချီရောတပတ်ပြည့်လို့ရှိရင်ရအတိုးပေးစရာမလိုပြန်ဆက်ပြန်ဆက်ပြီးတော့နောက်ပြီးတော့ online တခြားချီးကျင်တဲ့လူရှိခေါ်လာခဲ့ကျွန်တော်အဲ့ဒါတွေကိုတက်မလို့တက်စကန်းတွေကဥစည်းပြီးလုပ်စီခြင်းနေဘာလို့ဒီဘက် public ဆိုလို့ရှိရင်တော့တချို့တွေကသိရမလားဒီပုံမှာပြန်ပြီးတော့အကျိုးရှာတာတွေလုပ်နေဦးမယ်အဲ့တော့အဲ့လို micro finance ပုံစံမျိုးကိုဟိုတက်မလို့တက်စကန်းနေအနေနဲ့ပေါ့ဗျာဒါပြောရရင်ကျွန်တော်ထင်ပါတယ် ဟိုတက်မလို့အနေနဲ့ကျွန်တော်ထင်တာကတော့လုံနိုင်ပါတယ်နော်လုံနိုင်ပါတယ်ဒါလေးတွေကိုဒါပါလဲဆိုပြည်လူထုအစဉ်ပြေအောင်လုပ်တာလေဗျာဒါပြောရရင်ဟိုတက်နေပြည်သူကြားမှာဘာမှဟိုဟိုနေဖြစ်နေတာတောင်းတယောက်ကြားမှာဟိုဟိုဘယ်လိုခေါ်မလဲငါ့ကိုထောက်ခံအောင်သူ့ကိုထောက်ခံအောင်ဆိုပြီးဟိုချီးတဲ့ပုံစံမျိုးမဟုတ်ဘူးဒါမျိုးလေးတွေအလုပ်စီခြင်းနဲ့ဒါကျွန်တော်ကြုံလာလို့ပြောပြတော့အဲ့တော့ပြည်သူတွေအောက်ခြေပြည်သူတွေမှာတချို့အလုပ်ကန်အစင်မပြေကြတဲ့အခါအကျွေးတန်နေရလဲတယ်အကျွေးပြီးတယ်ဒါတွေကလည်းခုနကျွန်တော်ပြောသလိုကိုယ့်ကိုတတ်သေးတာတွေ အဲ့လိုဝင်ဖြစ်တာဘယ်လိုခေါ်မလဲအစိတ်တောက်သေးတာတွေဖြစ်တယ်ဖြစ်ကြတယ်ဖြစ်ကြတယ်ဒါတွေအောက်ချိန်မှာတကယ်ဖြစ်နေကြတယ်ဆိုတော့ဒါလေးတွေကိုဟိုဘယ်လိုခေါ်မလဲနိုင်ငံတော်အနေနဲ့ဒီဘက်မှာစိတ်ရောကကုတာလဲကုတာပေါ့နော်တချို့ဟိုဖြစ်နေတဲ့ကိစ္စလေးတွေမှာတက်မတော်အနေနဲ့အဓိကတက်မတော်လုံနိုင်နေဗျကျွန်တော်သိတယ်တက်မတော်ကဒါတွေလုံနိုင်နေဟုတ်လားတက်မတော်တက်စကန်နေတယ်မလားစီးရင်ကောက်လိုက်တက်မတော်ထောက်ခံခြင်းမလားဒါတွေမဆိုင်ဘူးခင်ဗျားတို့ပြည်သူလူထုဟုတ်လားဟိုနေ့ဘလို့ခေါ်မလဲပြည်သူလူထု ဒုက္ခရောက်နေလို့ကူညီတာဗျာကူညီတာအဲဒါမျိုးလေးတွေသွားရင်မကောင်းဘူးလားလို့ဒါကကျွန်တော်တီးကြားအကြံပြုတာအဲဒါကြောင့်မလို့အဲ့လိုမဖြစ်လဲဆိုတော့လက်ရှိအနေထားမှာလူငယ်တွေကြားမှာလူကြီးတွေကြားမှာမွေးစေဘသုံးပြုတယ်စိတ်ကြယောဂါတွေဖြစ်လာတယ်ဒါတွေကလည်းကျွန်တော်တို့လက်ရှိမှာပြည်လူလူကြားမှာကြုံတွေ့နေရတဲ့ပြဿနာတွေပဲဒါတွေလည်းအစိုးရအနေနဲ့ရင်ဆိုင်ဖြေရှင်းပေးဖို့အတွက်ပေါ့နော်အဲဆာဗေးတွေလုပ်တင်နေရလို့နော်ကျွန်တော်ဒီလိုအကြံပြုတာဒီလိုအကြံပြုတာဟုတ်ပြီ